but he had long admired and loved her. His poems are all about her. But sadly, seven months later, she died of ovarian tumor. After the death of his father, Nashinao took the title Tihadu and ruled from the golden throne. His younger brother, Mie Jozua, was made crown prince. in about era 969 when Nawazo men launched an attack on Taung သမီးကတော့ဒီဂီတဂီတကိုလည်းအဲ့လိုဆရာလဲဖြစ်စေခြင်းနဲ့ professional ပေါ့နော် professional အထိသမီးတို့ရဲ့ဂီတတွေကိုကဘာကိုချပြမယ်ဒီလိုမျိုးလေးတွေအင်္ဂလိပ်လိုလေးတွေလည်းသမီးတို့ရဲ့အနုပညာလေးတွေကိုမြန်မာယဉ်ကျေးမှုလေးတွေပေါ့နော်အင်္ဂလိပ်လိုလေးတွေအဲ့လိုမျိုးသမီးတို့ translate လုပ်ရဲဆိုတာ တခြားနိုင်ငံကနေပြီးတော့ကြည့်လို့ရှိရင်လည်းတမိတို့ယဉ်ကျေးမှုတွေကိုကဘာကိုပြန်အောင်လုပ်မယ်ပေါ့နော်ကြည့်လို့ရှိရင်တမိတို့ဂီတကိုလည်းကဘာအထိအဲကဘာအနှံ့သွားပြီးတော့တမိတို့လင်္ကာဒီပါကြီးဆက်ပြီးတော့ရှောက်လမ်းမအောင်မယ်တဲ့ဟုတ်ကဲ့တားအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီအဖွဲလိုက်ပေါ့နော်တားကနေပြီးတော့အစားပြီးတော့ဒီလင်္ကာဒီပါအဖွဲလိုက်ကြီးဟိုပါပေါ့နိုင်ငံကိုကြော်ပြီးတော့ကဘာကဘာတည်စေခြင်းနဲ့ပေါ့နော် အခုဆိုလို့ရှိရင်အခုလောက်ခိုင်းတဲ့သမား project တွေအကုန်လုံးဆိုလို့ရှိရင်လည်းအခုမြန်မာမြန်မာယဉ်ကျေးမှုနောက်တိုင်းပုံစံလေးနှောပြီးတော့လောက်ခဲ့တဲ့ project တွေလည်းအများကြီးရှိရပေါ့နော်ဆိုတော့ဟိုဒီလင်္ကာဒီပကဒါပါလားဆိုတာကိုမြန်မာနေပါမဟုတ်ဘူးကဘာနေပါသိစေချင်တယ်ပေါ့နော်အဲ့လိုမျိုးရည်မှန်းချက်ရည်ရွယ်ချက်လေးတော့ရှိပါတယ်သမီးကလည်းသူတို့ပြောခဲ့သလိုပေါ့နော်အဲ့ဟိုဆီယားလောက်မှနေပြီးတော့အော်တယောအခုဆိုရင်တမီးကတယောတင်လာဆိုတော့တယော professional ဘက်သွားမယ်လို့တော့မျှော်လင့်ထားပါတယ်ပေါ့နော် ရည်ရွယ်ထားတယ်ပေါ့အဲ့လိုမျိုးတော့ရှိပါတယ်။ကဲပါ။တမီးနံပါတ်ကတော့စုစုဆန်းလင်္ကာဒီပါဖြစ်ပါတယ်။ဟုတ်ကဲ့။သားနံပါတ်ကတော့ဟိုဟာအနုပညာနံပါတ်ကတော့ကိုကြီးလင်္ကာဒီပါပါ။နံပါတ်ကတော့ကောင်းခန့်လင်းလို့ခေါ်ပါတယ်။တမီးနံပါတ်ကတော့ဆန္ဒမင်းတွင်ပါရှင့်။ဒီနေ့ကတော့တမီးတို့ရဲ့ဟိုလူရည်ပေါ့နော်ပညာဒါနဂီတပညာဒါနရောအဲ speaking ရော grammar full skill ပေါ့နော်အဲ့ဒါမျိုးသင်တန်းရယ်သင်တန်းဆင်ပွဲလေးပဲဖြစ်ပါတယ်ဟုတ် The lawyer and doctor His poems are all about love But sadly, seven months later, she died of ovarian tumor. After the death of his father, ဟုတ်ကဲ့အခုသားတို့အခုသားတို့ဖွဲ့ကပြမယ်ပြဆက်ကတော့လိုင်းနှိတ်ကောင်တည်းဘဝဆက်ကြအောင်ပေါ့နော်ပြဆက်ကလေးရဲ့နာမည်ကတော့လာမင်းတာချိန်နေကွယ်ချိန်ပဲဖြစ်ပါရဲ့ဟုတ်ကဲ့အခုသားတို့ကဒီမှာဆိုလို့ရှိရင်ဟိုဆက်ကောင်နေနေဆိုတာလိုင်းနှိတ်ကောင်တည်းဒီမှာဆိုရင်ဒါကတော့ရှင်ပြီတော့ပေါ့ဒါတော့ဇာကြောင်းပြောပြသူ narrator ပေါ့နော် ဟုတ်အဲ့လိုအနေနဲ့ပါဝင်တာပါလေ Deepred to to rebel against တော့ဘယ်လို But the plan was discovered when interrogated National refused to confess ဒီရလေးရှိလဲဆိုညာပိုင်းနေဆိုရင်ပေါ့เนาะ၃ယောက်ကဟိုဗလဲသူရေးသူရေးထားတာကိုကိုကမကြိုက်လို့ဆိုရင်အမတယောက်နဲ့တယောက်စိတ်ဆိုးပြီးတော့ဟိုဟာရန်ထခါညာတော့ရှိပါတယ်ဒါပေမဲ့မနေ့ကျရင်လည်းပြင်ပြန်ခေါ်ကြတာပေါ့เนาะ ချင်းချင်းနေရာမောင်နှမတွေမောင်နှမတွေပုံစံမျိုးဖြစ်နေကြတော့အကုန်လုံးကတခုရှိဟာကြတော့အခုဇက်ကကြတော့၃၃ဘတ်ပဲချိန်ရရဆက်ကမြအဲ့လိုဆိုတော့၃ညတညတညမှအဲ့လိုတင်တန်းဂီတတင်တန်းပြရတယ်ပြီးပြီးချင်းအဲ့လို၃ယောက်စုံပြီးတော့ခေါင်းချင်းဆိုင်ပြီးတော့ဟိုမှ script တွေရေးရတယ်အဲ့လိုဘယ်ခန်းကိုမကြိုက်ဘူးအာဒီနေရာကဟိုပေါ့တမိုင်းနဲ့တမိုင်းကြောင်းနဲ့မကြိုက်ဘူးအဲ့ဒါဆိုအဲ့လိုအများကြီးပြန်ပြင်ရတယ်ရှိရဟုတ် script ကြတော့လေတမလို့၃ယောက်လုံးရေးရတယ်ပြီးတော့ ဲ့လိုမျိုး driver ရေလုံးမဟုတ် तू ကတော့ဒါတမီးတို့အခွင့်ဒီတာပေါ့နော်ဒါပေမဲ့ driver ကြာလဲတမီးတို့တော့ရောက်လုံးမဲအဲဟိုဟာလေးလောက်ပါအောင်ဒီဟာလေးလောက်ပါအောင်ပေါ့ तू ဆိုမင်းသမီးပေါ့နော်မင်းသမီးပဲမဲ့လေသူ setting နေရစပြီးတော့တမီးတို့တွေကအဲ့လိုစောင်းလို့ရောဥမာမီးတို့နောက်ကအဲ့လိုမျိုး over charge တွေပါရစကိုဘတာကူမျိုးလောက်လာတာဆိုတော့အခက်ခဲရတော်တော်ရှင်းပြောရရင်တစ်ဖွဲ့လုံးတောင်မှငိုပြီးရပါတော့ဒီဟာမျိုးတော့၃ဘတ်ထဲအချိန်ရအချိန်က၃ဘတ်ထဲရတော့ဘလို့မှအဆင်မပြေတော့အာအရင်နေစိတ်တက်နေကြတဲ့အချိန်လည်းရှိဘူးလေဒါပေမဲ့ ကုမိသားစုလိုပဲကုမောင်နှမရေလိုပဲတစ်ဖွဲ့လုံးကလည်းစီးလုံးတော့အဲ့လိုမျိုးသမီးတို့အဆင်ပြေပါပါတယ်ဟုတ်ကူတော့ဆဆချင်းတော့ဘာစားကြောင်းမှမသိဘူးဘာလို့လို့လောက်ရမလဲမသိတော့တော်တော်လေးဒုက္ခရောက်ပါတယ် also punishment he was executed by impalement at dalian ဘာသာစကားကြတော့အခုဖြစ်ကြုံတွေ့ရပထမအဆုံးကြုံတွေ့ရပြဿနာသူပြောခဲ့တယ်လို့ပဲလေဟိုအဲ့ဒီဒီဥစ္စာက ဇက်ဆိုတော့ဆရာပြဇက်ကမဲလို့ပြောလိုက်တဲ့အချိန်မှာခေါင်းထဲကဘာမှထွက်မလာအဲ့နဲမဆုဆန်နေပြီးတော့အဲ့ငါတို့လှိုင်းထိတ်ခေါင်းတင်ဇက်ကပြရင်မကောင်းလားတဲ့အေးခစ်တခဲရဲ့ယင်ကြီးမှုကိုလည်းပြတတ်ရရောက်မယ်ပြီးတော့လှိုင်းထိတ်ခေါင်းတင်ဆိုတဲ့အတိုင်းမှာဘောလေကိုစတင်တီထွင်ခဲ့တဲ့စာဆိုရှင်မျိုးသမီးဆိုတော့ဟိုဂီတာအနုပညာနဲ့ပတ်သက်ပြီးတော့လည်းအဲ့ဒါအပြည့်အဝပြလို့ရမယ်ပြီးတော့သူတို့လှိုင်းထိတ်ခေါင်းတင်ဘွားဇက်ချန်တည့်ရတဲ့အတိုင်းမှာနှိမ့်ချမြင့်ကြီးဆိုတော့ဟိုဟာ အလွမ်းလေးလဲပါမယ်အဲ့လိုတစ်ခါလေးအနုရွာလေးအဲ့လိုအချစ်ဇက်လန်းလေးလဲပါမယ်ဆိုတော့အွန်ကောင်းတယ်ပေါ့ဆိုတော့ဘယ်အစကြာမလဲဆိုတော့ဆိုတော့ရှာကြည့်လိုက်တဲ့အချိန်မှာလိုင်းနှိတ်ခေါင်ထဲဇက်ချောင်းအဲ့လိုပြဆက်ရိုက်ထားမျိုးတွေတအားတို့မတွေ့ရဘူးအဲ့ဒီအချိန်မှာ ਨੇ သွားနေပြီးတော့အဲ့ဒီသူကနေပြီးတော့ဆန္ဒမင်းတွေ့ရနေပြီးတော့ငါတဲ့လိုင်းပေါ်မှာတဲ့အစာအုပ်တုပ်ရှာတွေ့ထားရပေါ့စိတ်ပညာစာရေးဆရာမစိတ်ပညာကြီးကနေပြီးတော့ရေးသားခဲ့တဲ့ဟိုကနောင်မင်းသားနဲ့လိုင်းနှိတ်ခေါင်တင်းဆိုရယ်အစာအုပ်ကလေးကနေပြီးတအားတို့ ဘွားဆက်ချောင်းအပြေးဝဟိုပေါ့နောကြီးနေအောင်ဖတ်တယ်ပြီးတော့အဲ့ဒီဟာကိုအဲ့လိုပြဆက်သဘောအနေနဲ့ရေးတယ်ပေါ့ဟွာပေါ့အမအနဲ့သူတို့နှစ်ယောက်ကနေပြီးတော့ဟွာဘယ်လိုခေါ်မလဲအဲ့လိုပေါ့အကျမ်းပြင်းလေမြမလိုဒီနေရာပြင်း तू ကတော့ဘယ်လိုဝင်လာမလဲမိကတော့ဘယ်လိုပြရမလဲအဲ့လိုတေချာပြရသူတို့ကမြမလိုတွေရေးပေးတယ်တားကနေပြီးတော့အင်္ဂလိပ်လိုအဲ့လိုပေါ့ dialogue တွေသူတို့ချာရေးပေးတယ်မာဒီမာစုဆန်နဲ့စနာမင်းတွေကအဲ့လိုပေါ့ဘေးနားကနေအဲ့လိုအမြဲတမ်း ဖေးဖေးမမအမြဲတမ်းရှိနေတော့ရေးရတာအဆင်ပြေပြီးအောင်မယ်ဟုတ်နမို့ဆိုဖြစ်လာမှာမဟုတ်ဘူးပြီးတော့တမီးတို့တွေကဒီညာဒီဘက်မှာသူဆိုလို့ရှိရင်တရောလဲထိုးတယ် train back တဲမဟုတ်တယ်သူကတရောထိုးတယ်တမီးက train back လဲမဟုတ်တယ်ပတလာလဲဒီအဲ့လိုဆိုတော့တမီးတို့ကိုပိုင် project တွေဂီတနဲ့ပတ်သက်ပြီးတော့ဒီကိုပိုင် project တွေကလည်းရှိရတယ်အဲ့လိုဆိုတော့အဲ့ဒီ project တွေရောဒီ project ကိုဝင်လာတော့တမီးတို့ကတော်တော်လေးပေါ့နော် အရန်ကိုခေါင်းတော်တော်လေးရှုပ်ခဲ့ရဂီတမှာဂီတမှာကြာလေနှုတ်တွေလည်းသမျိုးပဲနှုတ်တွေကိုယ်တိုင်ထုတ်တယ်ကိုယ်တိုင် arrange လုပ်ပြီးလုပ်ရတာဆိုတော့ဘယ်လိုဟိုဟာရောဒီဟာရောရောနေသမီးတို့မှာအချိန်ရလဲအရန်မရှိတော့ဘူးပေါ့နော်အဲ့လိုဆိုတော့အဲ့ဒါလေးကတော့တော်တော်လေးဒုက္ခရောက်ခဲ့တယ်အဲ့လိုပြီးတော့သမီးတို့၃ယောက်ကလည်းနောက်တိုင်တိုင်မြင်မြင်လေးသူတို့၂ယောက်ကတိုင်တိုင်မြင်မြင်လေးရှိတယ်အဲမောင်လေးဒါလောက်ဒါအမဒါလေးလောက်လိုက်မယ်အဲ့လိုမျိုးဆိုတော့အဲဒဇက်လုံးအဆင်ပြေအောင်သမီးတို့ဖန်တီးနိုင်ခဲ့တယ်ပေါ့စင်းနေရအစားတစ်ခုချင်းပေါ့ But he had long admired and loved her His poems are all about her, But sadly, seven months later, she died of ovarian tumor. After the death of his father. Oh, yeah. ကိုကြိုက်နှစ်တရာအဖွဲကိုယူလို့ရတယ်ပေါ့နော်အဲ့လိုတမလို့နှစ်ဖွဲ꿰ရတယ်ကိုကြိုက်တဲ့အဖွဲဝင်လို့ရတယ်နှစ်ဖွဲခွဲလိုက်တယ်အဲ့လိုကိုကြိုက်တဲ့အဖွဲကိုဝင်လို့ဝင်လို့ရတယ်ပေါ့နော်အဲ့လို group 1 group 2ဘသူကခေါင်းဆောင်ရလို့တော့မသိဘူးပေါ့နော်အဲ group 1 group 2မှာဝင်နေအာတမီတို့ကသူဦးဆောင်တဲ့ဘက်တယ်ကိုလူရောက်ပါတော့ပေါ့နော်တမီတို့ကတော့ဒီဂီတဂီတကိုလည်းအဲ့လိုဆရာလဲဖြစ်စေခြင်းနဲ့ professional ပေါ့နော် professional အထိတမီတို့ရဲ့ဂီတတွေကို ကဘာကိုချက်ပြမယ်ဒီလိုမျိုးလေးတွေအင်္ဂလိပ်လိုလေးတွေလည်းတမီးတို့ရဲ့အမှုပညာလေးတွေကိုမြန်မာယဉ်ကျေးမှုလေးတွေပေါ့နော်အင်္ဂလိပ်လိုလေးတွေအဲ့လိုမျိုးတမီးတို့ translate လုပ်ရဲဆိုတာတခြားနိုင်ငံနေပြီးတော့ကြည့်လို့ရှိရင်လည်းတမီးတို့ယဉ်ကျေးမှုလေးတွေကိုကဘာကိုပြောင်းအောင်လုပ်မယ်ပေါ့နော်ကြည့်လို့ရှိရင်တမီးတို့ဂီတကိုလည်းကဘာအထိအဲကဘာအနှံ့သွားပြီးတော့တမီးတို့လင်္ကာဒီပါကြီးဆက်ပြီးတော့ရှောက်လမ်းမအောင်မယ်လေဟုတ်ကဲ့တားအနေနဲ့ပြောရမယ်ဆိုရင်တော့ဒီအဖွဲလိုက်ပေါ့နော်တားကနေပြီးတော့အစားပြီးတော့ဒီလင်္ကာဒီပါအဖွဲလိုက်ကြီးဟိုပါပေါ့နိုင်ငံကိုကြော်ပြီးတော့ ကဘာကဘာတည်စေခြင်းနဲ့ပေါ့နော်အခုဆိုလို့ရှိရင်အခုလောက်ခိုင်းတဲ့သမျှ project တွေအကုန်လုံးဆိုလို့ရှိရင်လည်းအခုမြန်မာမြန်မာယဉ်ကျေးမှုနောက်တိုင်းပုံစံလေးနှောပြီးတော့လောက်ခဲ့တဲ့ project တွေလည်းအများကြီးရှိရပေါ့နော်ဆိုတော့ဟိုဒီလင်္ကာဒီပကဒါပါလားဆိုတာကိုမြန်မာအနေမှာမဟုတ်ဘူးကဘာအနေမှာတည်စေခြင်းနဲ့ပေါ့နော်အဲ့လိုမျိုးရည်မှန်းချက်ရည်ရွယ်ချက်လေးတော့ရှိပါတယ်သမီးကလည်းသူတို့ပြောခဲ့သလိုပေါ့နော်အဲဒီဟိုဆီယားလောက်မှနေပြီးတော့အဲတယောအခုဆိုရင်သမီးကတယောတင်လာဆိုတော့တယော professional ဘက် In era 954, at the age of 14 he marched again towards Ayodhya and successfully fought against King Viren Henry of Ayodhya. National was not only skilled in warfare. <laughs> င်ဆရာနဲ့ကကြတော့ဗောသမီးတို့ညာပိုင်းနေဆိုရင်ဒီမှာ7နာရီအရမယ်လို့သတ်မှတ်ချက်တွေရှိရဲဒါပေမဲ့သမီးတို့တွေကညာပိုင်းနေဆိုမပီဘူးအဲ့လိုရံဖြစ်လိုက်အဲဒါရေးလိုက်နေဆိုတော့အာဆရာဆူတာကတော့အမြဲတမ်းခံရတယ်ဂျွန်းနေလဲသမီးတို့တွေဂျွန်းနေကတော့ဘယ်နှခေါင်မှမသိအောင်ထားတယ်အဲ့လိုမျိုးနဲ့ပတ်သက်ပြီးတခါတာတို့ဇက်တိုက်တဲ့အချိန်မှာဆရာကလာကြည့်ရေပေါ့နော်လာကြည့်နေတဲ့အချိန်မှာဆရာကမပြဘဲနဲ့ဒီစင်းပေါ့ဒီစင်းတိုက်ရှင်နေဆရာဆို အင်းလှုပ်ဆိုဆရာကြည့်ပေးလိုက်တဲ့အချိန်မှာတရုတ်ဆောင်တွေကစင်းကိုစာသားပဲရတယ်ဇက်ကူအပြအောင်မရတော့ဆရာကနေပြီးတော့လာလာရင်ငါကိုယ်တိုင်လှုပ်ပေးမယ်ဆိုပြီးတော့ဆရာကနေပြီးတော့အလိုရတဲ့လူနေရာလှုပ်ခဲ့ရတဲ့နေမှာရင်ဝါကန်ခံလိုက်သေးရဲ့ဆရာအဲ့ဒါလေးကတော့တော်တော်မှတ်တရားဖြစ်ပါတယ်ပြီးတော့ပါရှိတယ်ဆရာအမဆရာနေရတော့အမတ်တရားတွေအများကြီးပါသူစားလေးပေါ့ကျွန်တော်ကျွန်တော် ်နေဒီအကုန်လုံးကကြီးနေရโอ้อาม่าเตียตุ๊กตุ๊กตุ๊กโอ้มาเลยตะมี้တို့ဒီအခန်းထဲမှာဗောနော်ဒီခန်းအဲ့ဒီကတော့တော်တော်အမှတ်တရပါပဲဒီအခန်းထဲမှာဗောတမီးတို့တွေနေ့လယ်ပိုင်းဆိုထမင်းစားပြီးရင်ဗောဒီဗာလဲအပြင်မှာအပြင်မှာကျတော့ခလေးတွေဘာတွေနေဆိုတော့အဲ့လိုနည်းနည်းရေးရတာတက်တောက်တာမဖြစ်တော့တမီးတို့ဒီခန်းလေးတွေကိုလာပြီးတော့ရေးကြတယ်ဗောဒါက ว่าบ่ว่าแลดีตุริยาริท่าได้ปิสิบ่หว่าอะแล้วอืออ้อมมาแลดีဘဘူးယုံကြီးဖြစ်နေရဲ့ဘဘူးယုံကြီးရှိတော့ဟိုဗါလဲသမီးတို့တွေကအမြဲတမ်းရေးလို့စင်ဒုံဒုံကွမ်းကွမ်းဒုံဒုံကွမ်းကွမ်းကအဲ့လိုပုံမှန်ပုံမှန်လို့တော့မဟုတ်ပေမဲ့ဟိုဗါလဲရန်ဖြစ်လိုက်ဆိုတော့အဲ့လိုမျိုးရှိရဲဆိုတော့အိုက်ဂျီဟာကိုဒုံဒုံဒုံလုတ်တဲ့အချိန်မှာအမုံနေကအောက်ကိုကြာပြီးတော့ အဲဆီလီကွန်နေနဲ့ပြက်စီးသွားတော့ဆရာတမီးတို့အကုန်လုံးပါတမီးတို့တစ်ဖွဲ့လုံးဒီခန်းထဲဝင်နေသူဆိုဘာလဲထွက်ခဲ့ဆိုပြီးတော့ဟိုရှေ့မှာတမီးတို့တော်တော်လေးစူတာခံလဲရပါတယ်အဲ့ဒီကတော့တော်တော်အမှတ်တရပါဘူးမှတော့မရှိနိုင်ကြလို့ ဟုတ်ကဲ့အစူခံလဲအတူတူချီချူးခံရလဲအတူတူတချို့စီးနေဆိုရင်တမီးတို့ကကလေးတွေဆိုတော့လေအဲ့လိုသူနဲ့တယောက်ဆောင်ရတဲ့မင်းသားဆိုရင်အဲ့လိုမျိုး I love you ပြောနိုင်တာမပြောမကင်ကင်ကြီးမပြောလို့ဆိုရင်မောင်နှမတွေဆိုတော့ရှင်ပြီးတော့ပြောပြီးတော့တမီးကတမီး secret တယ်မှာပေါ့နော်သူ့ကိုအဲ့လိုမျိုးငိုက်ရမယ်အခန်းလေးကိုငိုက်ပြီးတော့ငိုက်ရမယ်ဆိုတော့နည်းနည်းလေးမှီးရမယ်ပြီးတော့မှစီရိုကြီးတီးလို့ရှင် လမ်းမယ်အဲ့လိုပြောဆရာအဲ့ဒီခဲကိုလည်းကြည့်ရောကိုကြီးစားအောင်မျောတော့နေငိုင်းနေတယ်တမီးစကရီရဲ့လူခေါ်ပြီးစူရခံအောင်ပါတော့ဒီကြီးစားရမှငါကြည့်မယ်လို့လည်းအာတမီးကတော့အစင်မော်ကြရင်စာသားတွေမိမှာတော့တော်တော်စိတ်ပူနေပါတယ်။ဒါမဲ့လည်းတမီးတက်နိုင်သလောက်တော့အလိုပါဇက်တဲ့ရှိရလေးတွေပြောပါမယ်ပေါ့။အလိုစီစီလေးရောလေးနဲ့ improv ဟုတ်ကဲ့ဒါကတော့ရှေ့မှာလည်းတစ်ဖွဲ့ကပြသွားရဲဆိုတော့သူတို့ဘက်ကအာတာချက်အာနေချက်လေးတွေကိုကြည့်ပြီးတော့ကိုယ့်အဖွဲ့မှာဒါလိုအပ်ချက်ရှိမလဲဘာတွေရတော့ဘယ်လိုခေါမလဲလိုပါထက်ပိုနေမလဲဆိုတာလေးတွေကိုနည်းနည်းစီစဉ်ပေးဖို့တော့ရှိမှာပေါ့နော်ဟိုကခေါင်းဆောင်လည်းဖြစ်တော့လေအဲနောက်တစ်ခုကတော့သူပြောလိုပါပဲစာသားမရမှာတခုစိုးဝင်ပါအော်ပြီးတော့ဒီကအကုန်လုံးကသမလို့ရအစ်စ်တွေဆိုတော့အဲ့လိုစီမောမှာတခုခုမြန်လွဲချော်သွားလို့ရှိရင်ဘုံနဲ့ဆိုပြီးရောက်သွားမှလေတော့နည်းနည်းစိုးရိမ်နေဒါမဲ့ အကုန်လုံးကတေချာလေးလေးတိုက်ထားဆိုတော့သမီးကတော့အကောင်းဆုံးဖြစ်မယ်လို့ပြောနေပါတယ်ဟုတ်သမီးတို့လည်းအကောင်းဆုံးထူဆန်းထားပါတယ်ဟုတ် is younger brother မင်းရဲ့ကြော်စွာကို must make crown prince in yama era 969 when an outman launched an attack on town national lost the battle as a result သမီးတို့ဒီငါဒီပါចောင်းတော်ကြီးရောသမီးတို့ရဲ့ငါဒီပါចောင်းသားတွေရောဟာ အဲနောက်ထပ် project တွေလည်းအများကြီးရှိပါသေးတယ်ဂီတမှာရောဒီလိုမျိုးအနုပညာရောတမီးတို့အစုံချပြအောင်ပါပေါ့နော်အဲ့လိုဆိုရတဲ့ကြောင့်မလို့ဟိုပြိသက်ကြီးရလဲတမီးတို့အားအားပေးပါအောင်လို့ဆက်လက်ပြီးတော့ဟုတ်ကဲ့အခုဒီ interview လေးရနေပြီတစင်အဲ့လင်္ကာဒီပအနုပညာဂီတပရိုက်တာသင်တန်းဆင်းမွေးကနေပြီးတော့ပြဿတ်တစ်ခုပဲရှိရဲဆိုတာထက် ကိုဟိုအခုဆိုလို့ရှိရင်ခုနပြောခဲ့ဂီတသင်တန်းကောအဲ့ဟိုလင်္ကာဒီပကလုပ်တဲ့ ဟိုအင်္ဂလိပ်စာသင်တဲ့နေရောလာမှာပရိဒလို့သင်ကြားပေးနေရမျိုးဟိုနွေရာသီတိုင်းရှိပါတယ်လို့ပြီးတော့နောက်တစ်ခုပြောချင်တာကကြာအဲ့လင်္ကာဒီပဆိုတဲ့နာမည်ကိုသိလိုက်တာနဲ့ဟိုပါဘောဟိုမြမယင်ကြီးမှုကိုကဘာတိအောင်လုပ်နေတဲ့အဖွဲ့အနေနဲ့လို့ဝိုင်းမီရောချစ်ခင်ပေးကြပါလို့ပြောချင်ပါတယ်အာသမီးကတော့ဒီလင်္ကာဒီပအဖွဲ့ကြီးကိုပေါ့အာ သင်္ဃာဒီပါဆိုတာနဲ့ဒီဂီတတွေရောနုပညာပေါ့နော်ပြောရမယ်ဆိုရင်နုပညာကိုပရာဟိတတကယ်လိုချင်တဲ့သူကိုဆရာဟိုကိုဖီယင်ဖီတင်ပေးတယ်ဆိုတာလေးကိုတော့ဟိုဗာလဲသိစေချင်တယ်ပေါ့ဟိုကပရိသတ်တွေတွေကအဲ့လိုမျိုးစိတ်ဝင်စားရင်လဲဒါတက်ဖို့ကြံပေးခြင်းပါတယ်တမီးတို့တွေအားလုံးကလည်းကြိုဆိုပါတယ်လို့အမြင်တယ်